H-A-M-S-T-E-R hamster. ကဲဒီတစ်ခါတော့တော်တော်မီမီတို့ရဲ့အကြိုက်ဆုံးအိမ်မွေးတိရစ္ဆာန်လေးဖြစ်တဲ့ hamster လေးအကြောင်းကိုပြောပြမယ်နော်။ hamster လေးတွေမှာနူးညံ့တဲ့အမွှေးတွေ၊လှပရဲ့မျက်လုံးလေးတွေနဲ့စစ်စရာအကောင်းတဲ့အမီးလေးလည်းရှိပါသေးတယ်။ hamster လေးတွေကညဘက်မှာတက်တက်ကြွကြွနဲ့ကစားတဲ့အလုံးလုံးတဲ့ပြီးရင်ညီကင်းပတ်ကြတော့တစ်နေ့လုံးအိတ်နေလေးရှိပါသေးတယ်။ hamster လေးတွေရဲ့ထူးခြားချက်ကအစာကိုတိုးလောင်နိုင်ပါသေးတယ်။ ဲ့ပတ်စံထဲမှာအစာတွေကိုတိုးလာပြီးသူတို့ရဲ့အိမ်ထဲမှာပြန်ပြီးတော့အစာလေးတွေကိုတင်စီတာတက်တယ်။ဒါကသူတို့ရဲ့သဘာဝအလေးထားတစ်ခုလည်းဖြစ်ပါတယ်။ Hamster လေးတွေကလှုပ်ရှားမှုမြန်ပြီးတော့တစ်ချိန်လုံးသူတို့ရဲ့လေ့ကျင့်ခန်းလုပ်တဲ့ဘိန်းလုံးလေးတွေပေါ်မှာပြေးနေရတာကိုသဘောကျတယ်တဲ့။ Hamster လေးတွေကသူတို့ရဲ့မိသားစုနဲ့အတူတူနေရတာကိုသဘောကျတယ်။မိသားစုနဲ့အတူနေမိသားစုနဲ့အတူတူကစားလို့ရှိပါတယ်တဲ့။ တာလေးတွေကအသီးလေးတွေနေကြာစီလေးတွေအရွက်လေးတွေအဲ့ဒါလေးတွေကိုနှစ်သက်စွာနဲ့စားတောက်တတ်ကြရဲ့တဲ့။ကဲဒါကတော့ဟမ်စတာလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ကဲအခုဟမ်စတာလေးတွေကိုတီးပြီးဆိုတော့မိကုံးလေးတွေဖြစ်ရအောင်။ကဲဟမ်စတာလေးတွေက၁ညဘက်မှာအိတ်တယ်၊၂ညလေဘက်မှာအိတ်တယ်၊၃လုံးဝမအိတ်ဘူး။ကဲကြည့်ကြည့်ကြပါအောင်။ဟုတ်ပါရဲ့ဟမ်စတာလေးတွေကမိခင်ကမှအိတ်တဲ့ကလေးတွေပါ။ နောက်ထပ်အကောင်တွေကြောင်းလည်းထပ်ပြောပြပေးမယ်နော်